ကိုယ့်ရဲ့ချိန်နဲ့စာနဲ့ဝယ်ထားတဲ့အင်္ဂလိပ်စီကိုတစ်ခါလောက်ပြန်ကြည့်ခြင်းပေးမယ်။ဟန်ဆောင်ပြီးပြုံးပြနေမဲ့တိုင်းဝိုင်းလေးကိုတော့ပြန်မသွားချင်တော့ဘူးလို့ပြောလာခဲ့တဲ့တရုတ်ဆောင်တဲ့ဆိုတော့ချစ်သူဝေပြီးသူအစိတ်ခံရတာလောက်ရှင်းတာစရာကောင်းတာမရှိဘူးပေါ့။သူဖြစ်ရှုံးတာလည်းမရှိဘူးလို့ထင်ပါတယ်။ င်္ဂလာပါပြည်သက်ကြီးရှင်တရုတ်ဆောင်တဲ့အဆိုတော်ချစ်သူဝေကတော့2021ခုနှစ်အာနာသိမ့်မှုကာလကလေးကအာနာရှင်စနစ်ကိုစန့်ကျင်ခဲ့တဲ့ဥပညာရှင်တွေထဲမှာတရားပါဝင်ဖြစ်ခဲ့ပြီးခင်မွန်ဖြစ်သူအဆိုတော်လင်းလင်းဟာလည်းတသွေးနဲ့တသားနဲ့တူညီခဲ့ပြီးတော့ဒီနေ့ဒီချိန်ရက်ထိလည်းထောက်ပံ့တွေရဲ့ဖြစ်နေရက်တည်နေကြတဲ့ဥပညာရှင်ဇနီးမောင်နှံတွေဖြစ်ကြပါဗျာ လင်းလင်းနဲ့ချစ်သူဝေတို့ဇနီးမောင်နှံနှစ်ယောက်ဟာအမွာသမီးလေးနှစ်ယောက်ကိုမွေးဖွားထားတာဖြစ်ပြီးသမီးလေးတွေမွေးပြီးကစားအချိန်တုန်းကပြိသက်တွေရဲ့အချစ်တွေကိုလည်းအများကြီးရရှိခဲ့သလိုပျော်ရွှင်စရာတွေအပြည့်နဲ့မိသားစုဘဝလေးကိုလည်းဖန်တီးနိုင်ခဲ့သူတွေဖြစ်ပါတယ်။ဒါပေမဲ့အာနာသိမ့်မှုကာလမှာတော့လွမြောက်နယ်မြေကိုတင်းရှောင်ခဲ့ရပြီးသူတို့ပိုင်ဆိုင်တဲ့အနုပညာအလုပ်တွေအပြင်တခြားသောအရာဝတ္ထုပစ္စည်းတွေကိုပါဆွတ်လွတ်ထားခဲ့ရတာလည်းဖြစ်ပါတယ်။ ်လက်ရှိမှာတော့လင်းလင်းနဲ့ချစ်သူဝေတို့မိသားစုဟာလုံခြုံရေးချမ်းတဲ့အနောက်နိုင်ငံတစ်ခုကိုရောက်ရှိသွားခဲ့ပြီဆိုပေမယ့်ကိုယ့်ရဲ့ချွေးနဲ့စာနဲ့ရှားဖွေစုဆောင်းထားတဲ့မြန်မာနိုင်ငံကအင်္ဂလိပ်စီကိုတော့တစ်ခေါက်လောက်တော့ပြန်သွားခြင်းနဲ့လို့ချစ်သူဝေကဖျော်ဖြေရေးစီစဉ်တစ်ခုမှ ပြောပြသွားခဲ့တာလည်းဖြစ်ပါတယ်ချစ်သူဝေကအိမ်ပြန်လာခြင်းလားဆိုရင်ပြန်ခြင်းနဲ့ကိုယ့်ရဲ့ကျွေးနှဲစာနဲ့ဝယ်ထားတဲ့အိမ်လေးကိုတစ်ခေါက်လောက်တော့ပြန်ကြည့်ခြင်းပါတယ်။ဒါပေမဲ့နေခြင်းလားမေးရင်တော့မနေခြင်းတော့ဘူး။ ဟန်ဆောင်ပြီးပြုံးပြနေမဲ့အတိုင်းဝိုင်းလေးကိုပြန်မသွားကျင်တော့ဘူးဟုဆိုကစိတ်မကောင်းဝမ်းနည်းစွာနဲ့ပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။အခုဆိုရင်တော့ချစ်သူဝေတို့မိသားစုအပါအဝင်ဒေါ်လာရင်းမှာပါဝင်ခဲ့တဲ့ဥပညာရှင်တွေတော်တော်များများဟာအနောက်နိုင်ငံတွေကိုရောက်ရှိနေထိုင်နေကြရတဲ့ဆိုပေမဲ့ကိုပိုင်အမှုပညာနဲ့ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုချားခဲ့ရတာကြောင့်တခါတလေမှာတော့အိမ်ပြန်ခြင်းနဲ့အခိုက်အတန့်တွေရှိတယ်လို့ရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်။ဒီလိုစိတ်ခံရတော့ရှင်းတာစရာကောင်းတာမရှိဘူးပေါ့။ သူဖြစ်ဆုံးတာလည်းမရှိဘူးလို့ထင်ပါတယ်။အဲ့တော့အသားလုံးကိုလည်းရှင်းဖို့ပြောပါ။ဖြစ်စစ်တဲ့မှာအများကြီးရှိတယ်။ဖြစ်စရောပီသူပီသူလေးကိုယ့်ရဲ့မိသားစုရဲ့အချစ်ကိုခံစားရတာ။စီဦးထောက်ဘဝလေးမှာဒီအချစ်တင်တဲ့မေတ္တာလေးနဲ့နေရတာ။အဲ့ဒီတော့ အားလုံးထပ်ပို့တောင်းရင်ရှိပါတယ်။အဲ့တော့အဲ့အရာတွေကိုပြစားတော့ပြစားအသက်ရှိတဲ့အချိန်ထိပြစားသစ္စာကိုမပြတ်ပဲနဲ့ဒီမိသားစုတွေအတွက်ရှိသွားမယ်။တခါတလေကြာရင်ပြစားမိတာရဲ့ chapter တွေရှိတယ်။ဒါပေမဲ့အဲ့ chapter တွေကိုအရင်ကပြန်မသွားခြင်းဘူး။သွားရတယ်မသွားခြင်းပဲ။ဒါပေမဲ့ why ဘာလို့ပြန်မသွားနိုင်ရမှာလဲ။ အမှန်ပတ်မှာရက်ခဲ့တဲ့ထရဇာအပါဝင် CDM လုပ်ခဲ့ကြတဲ့အမှုပညာရှင်တယောက်စီတယောက်စီကဘာလို့ကိုအမှုပညာရင်းနဲ့ကိုမိသားစုတွေအတွက်ဆက်ပြီးမတောက်ပရပါလား right အဲ့တော့ဒီအောင်လို့ဆိုမယ် okay